ပေဖတ်ရှုမျက်နှာသူများအားလုံးမင်္ဂလာပါရှင်။ InWise YouTube Channel မှာမျိုးထွေးလိုက်လွယ်စွာကြိုဆိုပါရရှင်။ယခုတစ်ခေါက်မှာတော့ဆရာဝင်းဖီရဲ့ညီလက်တနေရာဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြသွားမှာဖြစ်ပါရရှင်။ညီလက်တနေရာခွေးဖူးဟာရွှေဘိုဒီပေးရင်သားဖြစ်တယ် အသည့်ရှိတယ်ပဲပြောပြောမိုက်တယ်ပဲပြောပြော ရွှေဘိုဒီပရင်သားတွေနဲ့တာယာဝတီပေါင်းတဲ့သားတို့ဟာမြမပြီမှာနမေကြီးတယ်မိမိဆိုင်ကတာရိယအချိန်အရက်ငဲ့ပေးဖို့အကျိုးစားတော့ကိုဘရင်က သူ့ဖန်ခွက်ကိုလက်နဲ့ပတ်ထားလိုက်ပြီးတော်ပြီလို့ပြောလိုက်တယ်ကိုဘရင်အရက်တောက်ရင်နှစ်ပတ်ပဲလေလစ်မစ်နဲ့တောက်တာပဲအဲ့ဒါပြီးတော့ကိုဘရင်ထမင်းစားတယ် မိမိစိန်ကထမင်းတွေထည့်ပြီးဟင်းတွေထွက်ပြီးနဲ့လုပ်နေတယ်။ကိုဘရင်ဆိုတဲ့လူကအဲ့လိုလုပ်ပေးတာကိုကြိုက်တဲ့လူမှမဟုတ်ပဲသူ့စိတ်ကူးနဲ့သူထမင်းဟင်းကို သူ့ဟာသူစိတ်ကြိုက်ထည့်စားတတ်တယ်။ဒါပေမဲ့မိမိစိန်ကိုဘာမှမပြောပါဘူး။ဟင်းတွေ ကောင်းတဲ့အကြောင်းတော့ခက်ထွေထွေနဲ့ပြောနေသေးတယ်။မိမိစိန်ကတော့ဆေးဖို့ကြောဖို့ဟင်းအိုးနှလုံးကို ယူပြီးနောက်ဖေးရေစင်ရှိရာကို ထွက်သွားလိုက်တယ်။ ကျက်ဟင်းကားသီးဟင်းထဲ့မယ်ဆိုတော့ကိုဘရင်ကမိမိစိန်ကိုမနှဲအောက်ခေါ်ယူရတယ်။မိမိစိန်ကိုကိုဘရင်ကနားများလေးသွားသလားကန်းသွားသလားလို့မေးသေးတယ်။မိမိစိန်ကကျက်ဟင်းသားကုန်ပြီလို့ပြောလိုက်တယ်။ကိုဘရင်ကဇိုးဇိုးဆက်ဆက်နဲ့ထပြီးကြောင်အိမ်ပေါ်ကဟင်းပကံကိုကြည့်လိုက်တယ်။ဒါတွေကဘာတွေလဲ။အဲ့ဒါကကျမစားဖို့မင်းဘာပြုလို့ကုန်ပြီလို့ပြောရတာလဲ။မင်းပြောချင်ရင်ကျမစားဖို့ပဲကြံတော့တယ်လို့ပြောရမှာပေါ့။ ကျွန်တော်အဲ့လိုမပြောတတ်လို့ပေါ့ပြီးတော့ဒီဟင်းတွေကအများကြီးပဲကွာမင်းတယောက်အတွက်မကပါဘူးမိမိဆိုင်မင်းဘာဖြစ်နေတာလဲနားလေးယုံတယ်မကဘူးမျက်စိလည်းမုံသွားပြီးတယ်ဒီမှာကြည့်စမ်းမိမိဆိုင်ကအိမ်နောက်ဘေးဖက်ထွက်သွားတယ်ကိုဘရင်ကသူ့လက်ထဲမှာကင်ထားတဲ့ကျဟင်းခါတီဟင်းပကံနဲ့လမ်းထုလိုက်တယ်ပကံဟာ တကားဆောင်ကိုတက်တက်မှန်ပြီးအစိတ်စိတ်အမောမှာဝဲသွားတယ် ထမင်းစားခန်းထဲမှာကိုကိုဘရင်ကျန်းတော့ရမ်းတော့မလို့ဖြစ်သွားသေးတယ်။ဒါပေမဲ့ဘာမှမလုပ်ဖြစ်ပဲကလထိန်နောက်မိတခုကိုထိုင်ရင်အချိန်ခက်ကြကြရက်နေ။မိမိစေအိုးရီခွက်တီစီကြောနေတဲ့အတန်တွေကို ခက်ပြင်းပြင်းခက်ကြမ်းကြမ်းကြားနေရတယ်။ကိုဘရင်အိတ်ခန်းထဲကို ဝင်သွားပြီးဂျပန်ငွေစက်ကူ8000ကျော်ယူပြီးအိမ်ပေါ်ကဆင်းသွားတယ်။သူခြံဝါလောက်အရောက်မှာမိမိစိတ် ိတ်ခမ်းထဲရောက်သွားတယ်။ဗီဒီယိုအန်ဆွဲကိုဖွင့်လိုက်ကလေးကတိတယ်။ဂျပန်ငွေဆက်ကို8000ကျော်မရှိတော့ဘူးဆိုတာ။ကိုဘရင်ယူသွားပြီ။ဒါဆိုရင်တေးချသွားပြီ။ဒီနေ့ညကိုဘရင်အိမ်ပြန်လာမှာမဟုတ်တော့။ဖဲဝိုင်းမှာ မိုးလင်းတော့မှာပဲ။ရှစ်နာရီခွဲလောက်မှာမိမိဆိုင်ဆော့ဆော့စီစီအိယာဝင်ဖို့ပြင်ဆင်နေ။ရီမိုးချိုးပြီးတနက်ခါကိုခြေဆုံးခေါင်းဆုံးလိုင်းလိုက်တယ်ပြီးတော့မှအိယာခင်းကိုအသက်နိုင်ဆုံး တည့်ရက်သက်ရှင်အောင်ပြင်လိုက်ဆင်လိုက်တယ်။အင်ရှိတကားတွေပဒင်းတွေအားလုံးတည်တည်ချာချာဆစ်ဆစ်ဆက်ဆက်ပိတ်လိုက်တယ်။နောက်ဖေးဖက်ကမိဖို့ချောင်းတကားချက်ကို အပြင်ကဆွဲလိုက်ရင်ထောက်ခနဲပြုတ်ကြအောင်ချက်ထိတ်ကအောက်ကလေးကိုမတွန်းပဲတက်တက်အတိုင်းထားခဲ့တယ်။ပြီးတော့အိမ်ရထဲဝင်ခဲ့တယ်။မိအိမ်မိကတော့မမိန်ကလေးခြံထားလိုက်တယ်။အဲ့ဒီညကကိုတာထေးမိမိဆိုင်နဲ့လာအိတ်တယ် မနေ့လေးနာရီလောက်မှကိုတာထီထပြန်ဖို့ပြင်ဆင်နေကိုထီအတွက်မိစိန်စိတ်မကောင်းပါဘူးကိုထီရဲ့ဘာတော့လဲအော်မိစိန်ကမလွတ်မလပ်ကြီးမဟုတ်လားလို့ဒီမဲ့တာထီဆိုတဲ့ကောင်ကအဲ့ရမျိုးတွေလက်ခံတဲ့ကောင်မဟုတ်ဘာပဲဖြစ်ဖြစ်နောက်မိစိန်စီမလားဘာနဲ့တော့ကိုထီရဲ့နော်ကိုထီဒုက္ခရောက်မှစိုးရိမ်လို့ပြောတာပါ။ဘာလဲ။မင်းကဘာရင်ရင်ကြောက်လို့ပြောနေတာလား။ ကြောက်ရတာပေါ့သူသာတီးသွားလို့တော့မလွယ်ဘူးမြောက်စလုံးကိုတက်မှာတီးလာလွယ်ပါလေကွာသူကကိုယ့်ကိုမတက်ခင်ကိုကသူ့ကိုဥအောင်ဖြောင်းလိုက်ရင်ပြီးနေတာပဲခွေးပုဟာရွှေဘူဒီဘရင်သားဖြစ်တယ်တတိရှိတယ်ပဲပြောပြောမိုက်တယ်ပဲပြောပြောရွှေဘူဒီဘရင်သားတွေ ਨੇ တာယာဝတီပေါင်းတယ်သားတို့ဟာမြမပြီမှာနမိတ်ကြီးတယ်ဒီညီလက်ပိုင်းကိုခွေးပုစစ်ကြောင်းနဲ့ရောက်လာတာပဲ စစ်ကြောင်းဆိုပေမဲ့ရုဝက်ဂျပန်တော်လည်းရင်စစ်ကြောင်းဆိုတော့တိတ်တိတ်တီးတီးနဲ့လှုပ်ရှားကြရတယ်။ကိုတာသေးတို့တခင်တန်းကျွယ်တို့ဆိုတာတွေကဒီမြေလက်ပိုင်းကနေခံလူခံနေလေ။လောလောဆယ်စစ်ရည်တစ်ခုရှိတယ်။အရေးပေါ်အစည်းအဝေးမှာလူ၉ယောက်ပဲတက်တယ်။တခင်တန်းကျွယ်ကဥဆောင်ဆွေးနေတယ်။ခေါင်းဆောင်မှုအပြစ်ပေးတယ်။ပြစ်သားတဲ့ညွန်ကြားချက်တွေလည်းပေးတယ်။အရေးတကြီးစွန့်စားရမယ့်တာဝန်တွေကိုလည်း သူကိုယ်တိုင်စွန့်စားမှဖြစ်မယ်လို့ဆုံးဖြတ်လိုက်တယ်။ကိုတာသေးကဒီကိစ္စမှာဒုတိယကောင်းဆောင်ပါ။တခင်တန်းကျွေကတကယ့်အရည်များလာတဲ့တာဝန်တွေကို သူကိုယ်တိုင်လုပ်မယ်လို့ဆုံးဖြတ်လိုက်တော့ကိုတာသေးနဲ့အားလုံးကဝိုင်းပြီးကန့်ကွက်ကြပါသေးတယ်။ဒါပေမဲ့တခင်တန်းကျွေကဒီကိစ္စမှာသူဟာတရေကောင်းဝင်လို့တာမဟုတ်ကြောင်းဒီကိစ္စမှာအခြေခံအတိအញံဘဟုတုတလိုကြောင်းမိမိမာတာ အဲ့ဒီလိုလိုအပ်ချက်တွေရှိနေတာမို့မိမိကိုယ်တိုင်ပဲစွန့်စားရတော့မှ ဖြစ်ကြောင်းအကြည်အလဲတုတ်ပြန်ဆွနေပါတယ်။ခွေးဖူးဟာငေသားနှောက်လိုက်တယောက်ယောက်တက်တာဖြစ်ပါတယ်။သူ့နေနဲ့ကတော့တက်သည့်ရှိတယ်၊သွေးအေးတယ်၊လှုပ်ရဲကန်ရဲစွန့်စားရဲတယ်၊ခြေလုံးတယ်၊နှုတ်လုံးဒါပဲ။ကြာရတောင်းကို သူကြေအောင်လှုပ်ဆောင်သွားမှာပါပဲ။သူ့ကိုအမိတ်ပေးပါ၊သူအမြန်ဆုံးအထီးရောက်ဆုံး အသေးသက်ဆုံးဖြစ်အောင်လုပ်မယ်ဒါပဲခွေးပူဟာသခင်တန်းကြွယ်နဲ့ကိုသားသေးတို့အခြေသင်ဆွေးနွေးနေကြတာကိုငြိမ်းပြီးနားထောင်နေမြေတောင်တောင်မခတ်ဒီလူတွေဟာ အလွန်ကြီးကျယ်တက်ကြွတဲ့သူတော်လည်းရေးတရေခေါင်းတွေပဲအစည်းဝေးပြီးသွားတော့ကိုတန်းကျွယ်နဲ့လူ6ယောက်ခရီးထွက်သွားကြတယ်။ကိုသားသေးနဲ့ခွေးပုက နေရကြရတယ် ခွေးဖူးဟာကိုသာသေးရဲ့ညွန်ကြားချက်ကိုဆောင်ရွက်ရမှာဖြစ်တယ်။ညနေဖက်ကြတော့ခွေးဖူးမကြီးရွှေရဲ့အကျော်စိန်မှာထိုင်နေတုန်းလက်ဖြစ်တန်နှစ်ချက်ကြားရတယ်။ခွေးဖူးအကျော်စားနေရင်ကမတိမတာတုံသွားတယ်။ဘယ်သူမှမရိပ်မိနိုင်လောက်တဲ့အတိုင်းအတာပါ။ဒါမဲ့ခွေးဖူးကတော့သူ့ကိုယ်သူအဲ့တလောက်တော့ချွတ်ယွင်းစေချင်တာမဟုတ်ဘူး။သူဆက်ပြီးနားစွတ်နေတော့လက်ဖြစ်တုံးချက်ကြားရပြန် ဒီခါတော့ခွေးဘူးလုံးဝအင်္ဂလိပ်မပြတ်အကြော်စားနေလိုက်နိုင်တယ်ခဏလဲနေရောလက်ဖြစ်တန်တစ်ချက်ကြားရပြန်လေးချသွားပြီနှစ်သုံးတစ်နှစ်သုံးတစ်ခွေးဘူးကသူ့ညာဖက်လက်ဖြစ်တန်ထွက်လာတဲ့ဖက်ကိုလမ်းကြည့်လိုက်တယ်သူ့ကိုကြောပေးရင်ခွေးတကောင်ကိုလက်ဖြစ်သီးခေါ်နေတယ်ကိုသားထွေးကိုတွေ့ရတယ်ခွေးပူအကျော်ဖိုးပေးပြီးချိန်မှာ ကိုသားထေးရွာအရှိတ်ဆထွက်နေပြီ ခွေးပုကခြေလမ်း20လောက်ခွာပြီးလိုက်သွားတယ်။အရှိရွာဆုံးမှာလက်ပံပင်ကြီး3ပင်ရှိတယ်။အဲ့ဒီလက်ပံပင်ကြီးတွေဖုံခုံလောက်ဆိုင်ရှိနေတဲ့အကြားမှာဇေဒီပြက်ကြီးတစ်ခုနဲ့အောက်စီယက်ပြက်ကြီးတစ်ခုလည်းရှိတယ်။တချိန်ကစိတ်မနှက်နဲ့ကလမကြီးတယောက်နေခဲ့ဘူးလို့ကလမဇေဒီလို့လည်းခေါ်ကြတယ်။ကိုယ်တာထင်းနဲ့ခွေးပုတို့ကအဲ့ဒီစေဒီထဲမှာစုံကြတာလေခွေးပုစိတ်ထဲမှာကြိတ်ပြီးပြောနေတယ်တက်ကြွနေတ ဒီလိုမျိုးအချက်ပေးနည်းမျိုးနဲ့အချင်းချက်လုပ်ပြီးဆိုရင် အလွန်ရေးကြီးတဲ့တာဝန်ကိုပေးတော့မှတေးချတယ်။နေရာကလည်းကြည့်အောင်ကလမစီဒီပြက်ကအုပ်စရက်ထဲမှာချိန်တာတိတ်တေးချတာပေါ့ဂျပန်အလိုတော်ကြီးတစ္ဆာဖောက်လောက်ကောင်တကောင်ကိုဖျောက်ပြရမယ်တဲ့ကိုတာသေးကသူ့ကိုညွန်ကြားချက်တွေပေးတယ်။သူတက်ရမယ့်လူက ကိုဘရင်တစ္ဆာဖောက်လောက်ကောင်လို့ဆိုတယ်ဟုတ်လားမဟုတ်လားခွေးဘူးမသိဘူး တနည်းမနစ်ကမှရှေဘူကရောက်လာတဲ့ခွေးပုဒါကသူ့အတွက်အေးမကြီးကိုသာထွေးကိုသူယုံတယ်တိုင်းပြည်အတွက်လုံနေတဲ့လူတွေကိုဘရင်လို့ဖဲသမားတယောက်ကို ကိုသာထဲလို့နိုင်ငံရေးသမားတယောက်ကအေးတကြီးတွေ့ချင်ပါတယ်ဆိုတော့ကိုဘရင်တော်တော်ဖြုံသွားတယ်ကိုရွှေညွတ်တို့လင်မယားဖွင့်ထားတဲ့ထဏောင်းရွက်တုပ်ဆိုင်ကလေးကနေပြီးထားလိုက်သွားလိုက်တာအကြီးများတို့အိမ်နောက်ပဲစပကြီးဘေးက ဇောင်းချမ်းပင်တွေအောက်မှာစကားပြောကြရတယ်။ကိုသာသေးကိုကိုဘရင်ကပါမမ်းမသိပဲအထင်ကြီးနေခဲ့တဲ့အပိုင်းရှိနိုင်ငံရေးလုံလို့နိုင်ငံရေးတွေတိတယ်ဆိုလို့နောက်ပြီးဘာမသိညာမသိနဲ့လဲအမြင်ကပ်နေခဲ့ဘူးတယ်။အဲ့ဒါကလည်းနိုင်ငံရေးလုံလို့ပဲ။သူကတော့ဖဲသမားตาထေးတို့ကနိုင်ငံရေးသမားတဲ့။ဘာကောင်တွေလဲအမြင်သာကတ်နေတာအထင်ကတော့ကြီးနေမိတာအမှန်ပဲ။လောလောဆယ်ပို့အရေးကြီးတယ် ဖက်စစ်ဂျပန်နေကိုပြန်ချနေတဲ့အချိန်မဟုတ်လားဘလို့ဘလို့ချနေကြတယ်ကိုဘာရင်ဘယ်တိမလဲရိုးသူရိုးတိုက်တော့တိတာပေါ့အဲ့ဒီမှာကြိုက်ပြီးအထင်ကြီးတဲ့အပိုင်းရှိတယ်နောက်ပြီးတာသေးတော့အတိုင်းဝိုင်းကကိုယ့်ကိုအထင်သေးအမြင်သေးနေတဲ့ကိစ္စကလည်းအထူးသဖြင့်ဒီလိုအချိန်မျိုးမှမကောင်းဘူးလေတကယ်တမ်းကျတော့ကိုဘရင်လည်းတိတ်တော့မခေပါဘူး ထလဲကုံတဲ့တယောက်ပါပဲဒါပေမဲ့သူတသက်မှာအင်္ဂလိပ်ရောဂျပန်ကိုရော supply မလုပ်ခဲ့ဘူး supply ဝင်လို့ရင်အကြီးကျယ်ပေါ့မယ်ဆိုတာသူများတကာသိတယ်လို့ဘာရင်လည်းသိတာပေါ့ဒါမဲ့ဘာရင်မလုပ်ခဲ့ဘူးဘာရင်မှပြောစရာဆိုလို့ချွေရင်ချက်နှစ်ချက်ပဲရှိတယ်ဖဲသမားဖြစ်နေတာရဲ့အချစ်မကောင်းတဲ့မိန်းမတယောက်ရထားတာအဲ့ဒါပဲနောက်ခုသူညံ့တာက သူ့မိန်းမဖောက်ပြန်နေတာကိုမသိတာမယိမ့်မိတာပဲ ကိုသာသေးကကိုဘရင်ကိုရိုးဝတ်တဲ့တောင်းတစ်ခုလှုပ်ဆောင်ပေးပါလို့အကူအညီတောင်းတယ်။ကိုဘရင်တကယ်ပဲလိုလိုလားလားလက်ခံလိုက်တယ်။တောင်းဝန်ကတော်လန်ရေးသမားတွေကိုအကူငွေထည့်ဝင်မယ်ပုံကိုတယောက်ကငွေလာပေးမယ်ကိစ္စပဲ။လက်လဲပေးအပ်တာကို လက်ခံယူလာခဲ့ဖို့ကိစ္စပဲ။တမတ်ထားတဲ့နေရာမှာည7နာရီနဲ့တစ်ချက်အကြာသွားဆောက်ယူဖို့ပဲ။ဘာကြောင့်အဲ့လိုလုပ်ရတယ်ဆိုတာမမင်းနဲ့ သူ့ဟာနဲ့သူအတိတ်ပဲရှိတယ်တဲ့။ဘာပဲဖြစ်ဖြစ်ကိုဘရင်သူ့ကိုသူအတော်ကျေနပ်သွားတယ်။တိုင်းပြည်တောင်ကိုတဖက်တလန်းကထန်းခွင့်ရတာနဲမဲ့လို့ညဆက်တနာကြီးထိုးပြီးကိုဘရင်အိမ်ရှိပေါက်ကအင်္ဂရိယရပဲဆင်းပြီးတော့ဘူတာကလေးရှိတဲ့မြို့တောင်ဖက်ကိုထွက်ခဲ့တယ်။ဖြင်ချက်တိုက်ပုံအင်ဂျီကိုဘယ်ဖက်လက်တဖက်တိတိတတခောက်ပြီးခောက်တင်ပြီးဝုတ်ခဲ့ရတယ်။ ဒါကအချင်းချက်အမှတ်သားတခုပြီးတော့ချင်းထားတဲ့နေရာရောက်ရင်ကွန်တီဖက်လိုက်ကိုမိမိတောက်ရမယ်ညာလက်နဲ့မြောက်ပြီးကိန်တောက်ရမယ်ဒါလည်းမေ့လို့မဖြစ်ဘူးနည်းနည်းစောနေပြီမဲ့ကိစ္စမရှိကိုကစောနေလဲစောက်လိုက်မယ်ဆယ်မနာကြီးနဲ့တနာကြီးအကြားမှာဟိုလူလာမယ်ငွေတွေနဲ့ရွှေငွေလက်ဝတ်လက်စာအလုံးကာလတန်ကြီး380ပိုးလောက်ရှိမယ်တဲ့အဲ့ဒါတွေကိုလက်ခံယူရမယ် တက်ခံယူရမှာရုပ်ဝတ်အချက်ပေးစနစ်တင်ကြေးသားတွေရှိတယ်။အဲ့ဒါတွေလည်းတည်တည်ချာချာမှတ်မိတယ်။ပြီးရင်အဲ့ဒီပစ္စည်းတွေကို လက်ပံကုန်းကိုသွားပို့ရမှာဖြစ်တယ်။အင်းလက်ခံပြီးမပို့ပဲလစ်ပြင်းဘာဖြစ်မလဲ။မိရင်မတက်တာ။မမိရင်အကြီးကျယ်ပွားမယ်။ငွေတွေကထားတော့လက်ဝတ်ရတနာတွေပါတယ်လို့ပြောတယ်။အဲ့ဒါတွေကတော့ဘယ်တော့မှစူတန်ဖို့ရှိနေမှာပဲ။ ဒီအခွင့်အရေးမျိုးကအသက်မှာတခါပေါ်ခြင်းမှပေါ်တတ်တာမျိုးကိုဘရင်ရဲ့စိတ်တွေဖောက်ပြန်လာတယ်ကိုဘရင်ဘာလုပ်မလဲဟာရှုပ်ပါတယ်လုံးမယ်မလုပ်ဘူးဘာမှသိမနေနဲ့ပထမဆုံးပစ္စည်းလက်ခံလိုက်နောက်ပစ္စည်းအခြေအနေကိုကြည့်ပြီးလှစ်တန်လက်ပေါ်ဘူတာလေးရဲ့ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေတယ်တခါမှဒါပိုးကောင်ကလေးတွေရဲ့အတံပလတွေနည်းနည်းပါးပါးနှပ်ပြီးဟိုးအဝေးကြီးရွာထိပ်စီကခွေးဟောင်တယ် ဘူတာလီရဲ့မြောက်ဖက်ချံတစ်ခုလုံးဟာကောက်ကူပင်ကြီးတွေအုပ်နေလို့ပိုးပြီးမောင်ရိပ်ကျနေတယ်။ခွေးပုကအဲ့ဒီဘူတာရဲ့မြောက်ဖက်မောင်ရိပ်ကိုခြိလိုက်ပြီးတဖြည်းဖြည်းချိကတ်သွားတယ်။ဘူတာနဲ့အနီးဆုံးကောက်ကူပင်ကြီးကိုလည်းကြော်လိုက်ရောဘူတာတောင်ဖက်စွန်းလက်ဖောင်းထိတ်မှဝတ်နေတဲ့လူတယောက်ကိုတွေ့ရတယ်။ဟုတ်ပြီ။ဖြင်းချံအင်းကြီးဝတ်ထားတယ်။ဒါလည်းဟုတ်နေပြီ။ဘယ်ဖက်လက်တစ်ဖက်ကိုတိတိတတ်တာခောက်တင်တာ ဒါလည်းဟုတ်ပြီညာဖက်လက်မှာကွန်တီဖက်ဆေးလက်ရှိရမယ်တိတိတတမြောင်မြောင်ကင်တတ်တယ်ဟုတ်ပြီသိကြတယ်ခွေးဘူးပဝန်းကျင်တစ်ခုလုံးကိုနောက်ဆုံးတစ်ကြိမ်ထပ်ပြီးတိတိချာချာလိလာလိုက်တယ်အချားလူသူအရေးရောင်လုံးဝမရှိအဲ့ဒီညာကကိုဘရင်ကိုခွေးဘူးကလွယ်လွယ်ကလေးနဲ့အသေးတက်လိုက်နိုင်ပါတယ်ဘူတာကနေခွေးဘူးထွက်လာပြီးမိနစ်20လောက်ကြာမှအုံအုံနဲ့ ဘုံကျဲတဲ့လေရင်ပြန်တွေကိုလာတန်ကိုကြားလာရတယ်။ခဏနေတော့မြို့အထက်အကောင်းကင်တပြင်းတော့မိကြီးတွေထိုင်နေအောင်ကြားလာတယ်။အဲ့ဒီမိကြီးတွေနောက်ကမှဘုံတွေတော်ဝကြားလာတယ်။မြို့ပူတာလေးတစ်ခုလုံးကျိန်မွသွားတယ်။မြို့ထဲမှာလည်းဘုံတွေအများကြီးကြားတယ်။ကိုဘရင်အိမ်လည်းဘုံဓာတ်ရိုက်ထိမှန်ခံရလို့စစ်စစ်ညက်ညက်ကြည့်ပြီးတဆစီဖြစ်သွားတယ်။တခြားအိမ်တွေလည်းတတ်တော်ပြည့်စည်ကုန်တယ် ခွေးဖို့လဲဘုံစံမှန်လို့အောင်တစ်ဖက်ပြတ်သွားတယ်။မနေ့မိုးလင်းတော့အားလုံး16ယောက်တည်တယ်။32ယောက်ဒဏ်ရာရတယ်။အိမ်7လုံးနဲ့ဇရက်2ဆောင်းဘူတာယုံကလေးပြင်းပြင်းထန်ထန်ကြေမောပျက်စီးသွားတယ်။မိဟောင်ဘုံကြတဲ့ကိုဘရင်တို့အိမ်ထဲကမိကျွမ်းနေတဲ့အလောင်းနှလောင်းတွေ့ရတယ်။ကိုဘရင်နဲ့မိမိဆိုင်မဲ့ပေါ့။တရွာလုံးကဒီလိုပဲနားလေလိုက်ကြတယ်။ ဘူတာယုံမှာမိကျွမ်းနေတာကတလောင်းအဲ့ဒါကတော့ဘယ်သူပေါ်ပါဆိုတာမပြောတတ်ကြကိုယ်သာသေးပြောင်းနေတာကိုတတိထားမိကြတော့အဲ့ဒီအလောင်းဟာကိုသာသေးပဲဖြစ်မယ်လို့ရွာသားတွေက ယူဆလိုက်ကြတာပဲအဲ့ဒီဘူတာကအလောင်းဟာကိုသာသေးမဟုတ်ဘူးဆိုတာတီးတဲ့လူတယောက်တည်းပဲရှိတယ်အဲ့ဒါခွေးပုပဲသူရိယကဘာစစ်ကြီးပြီးသွားတော့ခွေးပုဟာနောက်ထပ်နှစ်ပေါင်း30ကျော်နေသွားသေးတယ်ရွှေဘို ဒီဘေးရင်ဖက်မှာပဲပြန်ပြီးနီးရက်တောင်းရက်ဆိုသလိုပါပဲမရှိမရှာဘဝနဲ့အိမ်မစိုးပါဘူးသူဟာလှုပ်ရှားရှိလှုပ်ပစ်လိုက်နောက်ပြန်ပြန်မသွေးနေနဲ့ဇင်းလဲစဉ်းစားလဲမနေနဲ့ပြန်ပြောဖို့ဆိုတာတော့ဝေရောဆိုတဲ့လူစားမျိုး ဖြစ်ပါလေဝင်းဖေညီလက်တနေရပြီးပါပြီရှင်အဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင် like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့အောင်နော်